မျက်နှာကအမှတ်သားလေးကြောင့်မိသားစုနဲ့ခွဲခွာနေရတဲ့လူတယောက်ကိုငွေကုန်ကြားခံပေးကုသပေးတော်မယ်ခိုင်နီဝေခိုင်နီဝေကကလေးတွေကိုပဲကဲတင်နေတာမဟုတ်ပေစိတ်ကူသားဖို့အတွက်ခက်ခဲရှင်လည်းကူညီပေးတတ်ပါရဲ့လာရောက်လိုတဲ့ခြားရင်ငွေတွေတဲကနေကုန်ကြားခံစိတ်ကူပေးနေတဲ့ခိုင်နီဝေဟာဒီတစ်ခါမှာတော့မုံမြတ်တဲ့ကုသိုလ်ကြီးကိုပြုခွင့်ရသွားခဲ့ပါရဲ့ဒီတစ်ခါမှာကုသပေးမယ်သူကစိတ်ကမ်းမှာဆန်အိမ်ထမ်းတဲ့ကုန်ထမ်းသမားတယောက်ဖြစ်ပါရဲ့ သူ့ရဲ့မျက်နှာမှာအမဲဆက်ကြီးတစ်ခုရှိနေပြီးတော့တပြေးပြေးနဲ့ကြီးထွားလာပါတယ်။ဒီမဲဆက်ကြီးကြောင့်ပဲသူ့ရဲ့သမီးတွေကအဖေမတော်ချင်းကြပဲတည်တက်နေကြပါတယ်။အဲဒါကြောင့်ကိုထန်းသမားကမိသားစုနဲ့တူမနေပဲတယောက်တည်းနေထိုင်ရတာပါ။မိသားစုနဲ့တူနေခြင်းပဲလေဒီမဲ့သားကြောင့်ပဲသမီးတွေရဲ့စွန့်ပယ်မှုကိုခံရပြီးစိတ်မကောင်းဖြစ်နေရပါတယ်။တင်းနိုင်ကိုသားစုနဲ့မိသားစုနဲ့မနေတဲ့ကဒီမျိုးသားကခိုင်နေဝေကိုလာရောက်ကူညီတောင်းခဲ့ပြီးနောက်မှာကုသဖို့အတွက်ကူညီသွားတော့မှာပါ။ ရွှေတော်ဝင်ထုတ်ကိုစေးယုံကြီးနဲ့ပူးပေါင်းပြီးတော့လိုအပ်တာတွေကိုစစ်ဆေးသွားမှာဖြစ်ပြီးလိုအပ်တဲ့ထောက်ပံ့မှုတွေကိုလည်းလှုပ်သွားမှာဖြစ်ပါတယ်။ကုသပြီးသွားရင်တော့အိမ်မျိုးသားရဲ့မျက်နှာမှာရှင်းလင်းသွားမှာဖြစ်တာကြောင့်သူ့ဘဝမှာလည်းယုံကြည်မှုပြည့်နေနေနိုင်တော့မှာပါ။ဒါရီမကာသေးပဲနဲ့သူ့သမီးတွေထံကလည်းဖေးဆိုတဲ့အသီးမဲ့ပြုမှုကိုလည်းရှားနိုင်မှာဖြစ်တယ်လို့ခိုင်နေဝေဟာကုသပေးမှာဖြစ်ပါတယ်။ဒီမျိုးသားကစိတ်ကမ်းမှာစိတ်အိတ်ထဲနဲ့လုပ်ကိုလုပ်ရပြီးတအိတ်ထဲမှာ200ချက်သားရရှိပါရည်ဆရာတို့ဟိုဟာလေးငန်းတောင်းလုံးတော့ ထောင်ကန်တက်လောက်ဒီထံတရက်ကိုဝင်ငွေထောင်ကန်လောက်သာရရှိတာကြောင့်အလွန်နေပါတဲ့ပမာဏဖြစ်ပြီးငွေကြီးလည်းမတက်နိုင်ပါဘူး။နေပါတဲ့ဝင်ငွေကြောင့်ပဲနေမှန်အောင်လဲမစားရတဲ့ရက်တွေရှိပါရည်။သူ့မှာသမီး၃ယောက်ရှိပေမဲ့သမီးကြီးရဲ့ဇနီးတွေကကွင်လွန်သွားပါပြီ။တန်တဲ့သမီးနှစ်ယောက်ကအဖေနဲ့နေရင်ထမင်းနေမှန်အောင်မစားရတဲ့ပြင်ဒီလိုမျက်နှာကြီးကိုလည်းရှက်တယ်ဆိုပြီးဆက်သွေးဖြတ်ထားတာပါ။ဆွေမျိုးတွေရဲ့အိမ်မှာပဲသွားနေပြီးအိမ်ကိုလည်းအလားမခံခဲ့ပါဘူး။အေးတောင်နေမှာ။သူတို့တော့စံတန်းသမားဖြစ်နေရတဲ့မျက်နာကအမတ်သားကြီးဟာ မိသားစုနဲ့ဝေးကွာစေတဲ့အကြောင်းရင်းဖြစ်စေပါရဲ့သားသမီးတွေကိုငယ်စဉ်ကစက်အိတ်ထမ်းပြီးကျွေးမွေးလာပေမဲ့တိတဲ့ရွယ်မှာတော့ဒီလုပ်ကိုရှက်စရာဖြစ်သားမြင်လာကြပါရဲ့ဒါကြောင့်မယ်ဆန်တန်းသမားဖြစ်ပြီးဟာသမီးတွေနဲ့ဝေးကွာပြီးနေရတာပါတကယ်တော့သူမျက်နှာမှာမွေးတုံးကတော့အမဲဆက်လေးတစ်ခုပဲပါဝင်ခဲ့တာပါအိတ်ဆက်လေးကိုငယ်စဉ်တည်းကဖျက်လိုက်ရင်ဒီလောက်အထိမကြီးမလာနိုင်ပေမဲ့မတိခဲ့တာကြောင့်ဒီတိုင်းပဲနေပြစ်သွားခဲ့ပါရဲ့တပိပိနဲ့ကြီးမလာတဲ့နောက်မှာမျက်နှာတစ်ဆန်းလုံးနှီးပါးကိုအုပ်လူမတဲဖြစ်နေပြီး ညလုံးအမြင်အာရုံလည်းအားနေလာပါရဲ့ညလုံးတစ်ဖက်ကိုပဲအာရုံပြုတ်ပြီးတော့အလုံးလုံးနေရတဲ့သူ့ရဲ့ဘွားကတကယ်တော့တနာစရာကောင်းနေပါရဲ့ဥပမာပြန်ထမ်းကတောင်းလာစားဆိုပြီးတော့သူလည်းဒါမှမဟုတ်မစားပါဘူးဘဝမှာကျင်းတယ်နေလို့လည်းပြောခင်ရတဲ့ပြင်ဝင်ငွေကလည်းနေပါနေခဲ့ပါရဲ့သမီးတွေကလည်းစွပြစ်သွားတဲ့ပြင်ဇနီးတွေကလည်းကွဲလွန်သွားလို့စရောကိုပါဝန်းနေရတဲ့ဘဝဖြစ်နေပါရဲ့ ဒီလိုခက်ခဲတဲ့ဘဝကိုမျောလင်းချက်လေးတွေဖြစ်လာအောင်ခိုင်နှွေကကူညီပေးလိုက်တာပါသူတွေတစ်သက်လုံးဒီလိုပဲနေသွားရမယ်လို့ထင်ပေမဲ့လည်းခိုင်နှွေကအကုန်ခံပြီးကုသပြီးတော့မှဖြစ်တဲ့အတွက်ယုံကြည်မှုပြည့်နေနေနိုင်တော့မှာပါရုပ်ရည်လည်းပြောင်းလဲသွားမှာဖြစ်လို့သမီးတွေနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်ဖန်တီးပေးလိုက်တဲ့လို့ဖြစ်ပါတယ်ကလေးတွေကိုပဲကဲတင်တာမဟုတ်ပဲတကယ်လို့အဲ့သူတွေကိုပါကူညီပေးနေတဲ့ခိုင်နှွေရဲ့အလူတွေကတကယ်ထရောက်ရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ချစ်ချွာပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်